မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာခရစ်တိုဇေကွက်ပြောင်းတဲ့ဇေကွက်သတင်းချက်လက်တွေနဲ့လက်ရှိဇေကွက်ပေါ်မှာခရစ်တိုဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လိုပလန်တွေထားရှာမလဲဇေကွက် direction တွေကဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထေချာနားလည်မယ်ပေါ့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်9000 4000 9500ကျားတဲ့မှာရှိနေတော့ကျွန်တော်တွေ့ရတယ်တခြား HRB BNB Solana Toss TRH ADA BCH.LTC APT NIA ICP ပေါ့နော်ဒီကွာတွေကလည်းကျွန်တော် downside မှာရှိနေတော့ကျွန်တော်တွေ့ရတယ် တခြား ETH average LTC ဒီ coin တွေလည်းနည်းတက်လိုက်အနေထားမှာရှိရပေါ့ဆိုတော့ဒါ downside ကိုလည်းအရင်ဆိုးဆိုးဝါးဝါးရောက်သွားတဲ့အနေထားတော့မဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်ဒါတက်တာလည်းဒါရန်ကြီးကြီးမားမားတက်တဲ့အနေထားတော့မဟုတ်ဘူးဆိုတော့ပြောရမယ်ဆိုတော့ဒါ small candle အနေနဲ့ပဲဖြစ်နေတဲ့အနေထားတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီထက်မှကျွန်တော်တို့အတွက်ဒါ entry point တွေ target တွေကဘယ်လိုရှိမလဲပေါ့ဒါတွေကိုကျွန်တော်နားလည်ဖို့ကြတော့ trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ဆိုတော့လက်ရှိကျွန်တော် BTC ရဲ့4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မှာဆိုရင် ီမှာကျွန်တော်ဒါ ascending triangle တွေ့ရလိမ့်မယ်ပေါ့နော်ဒါ bullish pattern တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ဒီကွက်ကဒါပြောရမယ်ဆိုရင်တော့ uptrend ထဲမှာပဲရှိနေတယ်ပေါ့နော်ဆိုတော့ uptrend ထဲမှာရှိနေတဲ့ဒီကျွန်တော်ဒီဒါ high 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 လို့ pattern ကိုပဲဒါမြင်ရမှာဖြစ်တယ်ဆိုတော့အရင်ကျွန်တော်ဒါ down trend တော့အတော့ lower low lower high pattern တွေကိုကျွန်တော်မြင်ရခဲ့တာပေါ့နော်လက်ရှိဆိုရင်ကျွန်တော် high 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 blue pattern တွေကိုမြင်လာခဲ့ရပြီဆိုတော့ဒီထဲမှာကျွန်တော် anti point တွေကိုတစ်ချက်လောက်ပြောရမယ်ဆိုရင်တော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောထားပြီးသားပေါ့နော်လက်ရှိ anti ယူမဲ့သူတွေဆိုရင်ဒါကျွန်တော်ဒါ 9000နဲ့1000ကနေပြီးတော့9000 3000ဒါမှမဟုတ်ကျွန်တော်ဒါကိုစီမာကက်ပီတယ်လက်ရှိတယ်ဒါရေရှည်အတွက် hold ထားနိုင်တယ်ဒီ sale လည်းလုပ်နိုင်တယ်ဆိုရင်တော့ဒါလက်ရှိ current price နဲ့လည်း small margin low leverage NTU ထားလို့ရတယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်ဒါ weekly closing ရောက်နေတဲ့အတွက်ကြောင့်မလို့ဒါခဏတစ်ပြုတ်အချိန်ပေးလိုက်မယ်ဆိုရင်တော့ပိုပြီးကောင်းတဲ့ NTU point တစ်ခုလည်းရလာနိုင်တယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်ဒါ NTU နဲ့ပတ်သက်တာပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ target တွေကိုတစ်ချက်လောက်ကြည့်ကြည့်အောင် target တွေကတော့ကျွန်တော်ဒါပထမဆုံးပေါ့နော် small target တွေအနေနဲ့ဒါပြောရမယ်ဆိုရင်တော့ပထမဆုံးကျွန်တော်တို့ ကိုတောင်း9000ပြင်းတော့ကျွန်တော်တသိန်းတသိန်း9000တသိန်း8000ပေါ့ဒီလိုသွားမယ်ပေါ့တသိန်း9000တသိန်း8000ဆိုတော့ကျွန်တော်ရဲ့ target ကဒီတော်တော်အရေးကြီးတဲ့ target တစ်ခုဖြစ်တယ်ပေါ့နော်အရင်ကျွန်တော်8000 8000လေးတောင်ရှိကုန်ပါကျွန်တော်ပြောခဲ့တာဒီဒါကိုတောင်း9000ဆိုတဲ့ target ကကျွန်တော်တိုက်ရင်အရေးကြီးတယ်လို့ပြောခဲ့တယ်ပေါ့နော်လက်ရှိဆိုရင်ကျွန်တော်ကိုတောင်း9000ဆိုတဲ့ target ကိုလည်းဒါ cross low ဘီမှာအထက်မှာ cross လုပ်မယ်ဆိုရင်တော့ bull market ကောင်းကောင်းမှုကိုစတင်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ core wire ကျွန်တော်တို့ဒါ anti point တွေ target တွေပေါ့ဆက်ပြီးတော့ကျွန်တော်တို့ဒါ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြအောင်ပေါ့နော် daily မှာအရင်တော့ကျွန်တော်တို့ down trend တော့ lower to lower high pattern တွေကို follow လုပ်ခဲ့တယ်လက်ရှိဆိုရင်ကျွန်တော် high 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 low pattern တွေကိုပြန်ပြီးတော့ဒါမြင်မြင်လာရပြီပေါ့နော်ကျွန်တော်ဒါ daily အရကြတော့ပြောရမယ်ဆိုရင်တော့ weekly closing day ရောက်တဲ့အချိန်မှာကျွန်တော်တို့ဒါ9000 9000 3000ဆိုတဲ့ target က ရနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါရမယ်လို့ကျွန်တော်ထင်တယ်ဒါ weekly closing ရောက်တဲ့အချိန်ကျရင်တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာတွေ့နေရတာကလည်းရှိ hard high pattern ဖြစ်တယ်ပေါ့နော် weekly ရလည်းကျွန်တော် hard daily ရလည်းကျွန်တော်ဒီမှာ hard 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 လို့ pattern ဖြစ်တယ်ဆိုတော့ hard လို့ pattern ကိုကျွန်တော်ဒါကောင်းကောင်းမုံတွေ့လာရမယ်ဆိုရင်တော့ကျွန်တော်9000 2000 9000 3000ဆိုတဲ့ entry point ကိုရနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် entry point ကတော့အဲ့ဒီမှာပဲဖြစ်မယ် target တွေအနေနဲ့ပြောရမယ်ဆိုရင်တော့အထက်မှာကျွန်တော်ခုနပြောထားတဲ့အတိုင်းပဲပေါ့ ဆိုတော့အောက်မှာကျွန်တော်တို့ DCA point ကတော့ကျွန်တော်တို့ဒါ important spot တစ်ခုဖြစ်တဲ့9000နဲ့9200မှာပဲကျွန်တော်တို့ဒါ DCA လုပ်မယ် register အနေနဲ့ကျွန်တော်တို့ပြောရမှာဆိုရင်တော့အထက်မှာကျွန်တော်တို့3000 3000 8000ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ spot နဲ့ register ရဲ့ဈာထဲမှာရှိနေသေးကျွန်တော်ကကျွန်တော်ရဲ့ trade တွေကိုဒါ respect လုပ်မှာဖြစ်တယ်ပေါ့နော်အဓိကပြောရမှာဆိုရင်ဒါ small margin low leverage and TU ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါလက်ရှိကျွန်တော်ဒါ downside ကိုရောက်မှာဆိုရင်လည်းကျွန်တော်တို့ DCA လုပ်မယ်ဒါအထက်ကိုသွားမှာဆိုရင်လည်းကျွန်တော်တို့ဒါ target တွေအနေနဲ့ profit ထုတ်ထုတ်သွားမှာပေါ့နော် ဆိုတော့ဒီလိုအနေထားနဲ့လက်ရှိကျွန်တော်ရဲ့ trade တွေကို plan ထားဖို့ကျွန်တော်ဒါအရင်ကတည်းကလည်းတိုက်တွန်းခဲ့တာရှိရပါတော့ဖိတ်တိုင်းကိုအဲ့လိုယူထားဖို့ပေါ့နော်တကယ်လို့ကျွန်တော်ဒီ sale လုပ်ဖို့မလိုအပ်ဘူးဆိုရင်တော့ကျွန်တော်အဲ့ဒီ sale လုပ်ဖို့ထားထားတဲ့ fund တွေကိုတခြား trade တွေမှာကျွန်တော်ပြန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါ 2H 3H return ပြန်ရနိုင်တဲ့ trade တွေကိုကျွန်တော်တို့ပြန်ပြီးတော့ trade လို့ရတယ်ပေါ့ဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒါ weekly ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော်ဒါ4 hour ရရော daily ရရောကျွန်တော်ဒီဒီကွက်ကတော့ apprentice မှာပဲရှိတယ် weekly ကပြောရမယ်ဆိုရင်တော့ကျွန်တော်အရင်ကတည်းကဒါ plan တက်မှာရှိနေကြတာပေါ့နော်ဆိုတော့ weekly ကကျွန်တော်တို့ဒါအရင် higher height တုန်းကဆိုရင်တသိန်းအထက်ကိုကျွန်တော်ကောင်းကောင်းမွန်မွန်ဖြစ်ခဲ့တယ်ဒါပြန်ပြီးတော့ down side ကိုရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒါ9000 5000အောက်ကိုနည်းနည်းရောက်ခဲ့ပြီးတော့မှပြန်ပြီးတော့ကျွန်တော်ဒါ recovery ဆလာတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ9000ကနေ9000ဆိုတော့ဒီ save point က weekly ရကျွန်တော်ရလာထားတာဖြစ်တယ်ပေါ့ဆိုတော့ weekly ရလည်းကျွန်တော်ပြောမှဆိုရင်တော့ data ရှင်ကောင်းတယ်လို့ပြောရမှာပေါ့နော်ကျွန်တော်ဒါ long back ကိုကောင်းကောင်းမွန်မွန်ဖြစ်နေတယ်ဆိုတော့ လက်ရှိခနာတပြုတ်လေးကွက်ကဒီနေရာလေးမှာအချိန်ယူတာအချိန်နဲ့နဲ့ကြန့်ကြန်နိုင်တဲ့အနေအထားတစ်ခုလည်းရှိရင်လည်းရှိလာမယ်ပေါ့နော်။ဒါပေမဲ့ဒီကနေစပြီးတော့ recovery ဖြစ်ဖို့ပဲ chance ပိုများပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒါ daily ရရော four hour ရရောကျွန်တော်ဒါ weekly ရရောဒီဘက်ကတော့ option တွေမှာရှိတယ်ဆိုတော့ဒါအဓိကနားလည်ဖို့လိုအပ်တယ်ပေါ့နော်။ဆိုတော့ဒီချိန်မှာကျွန်တော် short trade တွေကိုတော့မယူသေးချင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကွက်ကဒါ option back ကိုပဲပို့ပြီးတော့အားဆိုင်ပြီးတော့သွားနေတဲ့အတွက်ကြောင့်မလို့ဒါဒီချိန်မှာ အဗီဒီစီယာဒေါင်းဆိုက်ကိုရောက်မလားဆိုတဲ့ကိုလာဟလာတခြားသတင်းတွေအလားတစုံတောင်းရဲ့ပြောဆိုမှုတွေကြောင့်ဒါကိုရဲ့ဒါရိုက်ရှင်ကိုဒါကောင်းကောင်းမှ change မလုပ်သေးခြင်းပေါ့ပြောမယ်ဆိုရင်ကိုရဲ့ဒါရိုက်ရှင်သေးသာသေးသာစေခြင်းနဲ့ဒါ short back ကိုထွက်မယ်ဆိုရင်တော့ဒီချိန်မှာကျွန်တော်အနေနဲ့တော့ဒါအန်တယ်ရှိတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ခနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒါပြောမယ်ဆိုရင်ဒါဒီကွက်က plan တဲ့မှာရှိတယ်ကျွန်တော်တို့အတွက် anti point တွေ target တွေကတော့ခုနကျွန်တော်ပြောထားတဲ့အတိုင်းဖြစ်မယ်ပေါ့နော်အားအားလုံးပဲကျေးဇူးတင်ပါတယ်ခနေ့အတွက်တော့ဒီလောက်ပါပဲ